ရီပရိသတ်ကြီးမင်္ဂလာပါရှင်။အခုဖတ်ပြပေးမယ့်စာစုလေးရဲ့နာမည်ကတန်တွင်းမျိုးကနိုင်ချင်းဖရာဆိုတဲ့အတွေ့အမြင်စာစုလေးပဲဖြစ်ပါတယ်။စာရေးသူညီလေးကရေးသားထားပြီးဒါယဝရီမှာဖော်ပြခဲ့မှုပါတယ်။ဒီစာစုလေးကိုညကလေးကဖတ်ပြပေးမှာဖြစ်ပါတယ်။ပရိသတ်ကြီးနားဆင်ကြပါရှင်။တန်တဲ့မြို့မှာနိုင်ချင်းဖျားတဆူရှိတယ တချို့လဲတတိထားမိကြမယ်ထင်တယ်။နိုင်ကျင်ဖျားဆိုတာကစာရေးသူခန်းစားတင်စားလိုက်တာ။တန်လွဲမျိုးမှာရှေးဟောင်းတကူးကြီးဖျားတွေလို့သတ်မှတ်ထားတဲ့ဇေဒီရုပ်ပွားတော်တွေရှိတယ်။စာရေးသူဟာအဲ့ဒီအဆူဆူသောဖျားတွေကို လိုက်လံဖူးမြော်လေ့လာခဲ့တယ်။ဒါပေမဲ့ရှေးဟောင်းဖျားတဆူသာဖူးမြော်ခွင့်လေ့လာခွင့်မရခဲ့ဘူး။အကြောင်းကအဲ့ဒီရှီဟောင်းဘုရားဟာအများပြည်သူဖူးမြော်ခွင့်မရပဲခြံဝန်းကြီးထဲမှာပိတ်လောင်ခံထားရလို့ပါ။ အမေတာစီစရာတော်ကြီးအရှင်ကုတလငွေတစင်ရေးသားထားတဲ့တန်ရွယ်သမိုင်းသူမဟုတ်ရခိုင်နှုတ်ဤဒရာဝရီကျမ်းဆိုတဲ့စာအုပ်ဟာအဖို့တန်စာအုပ်တော်ဒရာဝရီတန်ရွယ်မျိုးရဲ့သမိုင်းကြောင်းကို ကျမ်းကြီးကျမ်းငယ်အကူအကားထောက်ထားများစွာနဲ့တင်ပြထားတဲ့အဖို့တန်စာအုပ်မှတ်တမ်းသူတေသနာတွေလုံးလေးလုံးထနေပြီးအများကြိုက်ပေါ်ပင်တွေအနှစ်သာရမရှိတာတွေလုံနေကြတဲ့ခေတ်ကြီးမှာအခုလိုအတီးတက်နဲ့ကျမ်းကြီးတစ်စောင်ထွက်ခဲ့တာဟာ မြို့တစ်မြို့လူမျိုးတစ်မျိုးအတွက်တံမိုးဖြတ်မြရတဲ့အရာတစ်ခုပါဒါကြောင့်လဲအောင်မြေသားကြီးဆရာတော်ကြီးတတ်တော်60မှာရုတ်တရက်ပြန်လွန်သွားတဲ့အခါအတော်ပဲနှမျောမိတယ်တက်ရှိထင်ရှားရှိနေမယ်ဆိုရင်ဘလူးစာမျိုးတွေဘလူးသမိုင်းမှတ်တမ်းတွေဖတ်ရအောင်မလဲလို့တောင်းတမိတယ်ဆရာရည်သူဟာဆရာတော်ကြီးရေးသားပြုစုတဲ့တန်တွင်းမြို့သမိုင်းကျမ်းကိုဖတ်ရှုလေ့လာပြီးရှေးရခင်ကထရာဝရီတန်တွင်းမြို့ကြီးရဲ့ပုံရိပ်တွေကိုပုံဖော်ကြည့်မိတယ် မြတ်စွာဘုရားရှင်ရက်တော်မူပြီးဖြာဒိတ်တော်ပေးခဲ့တဲ့တန်တော်မူတောင်းကားနေပြီးတော့လဲတန်တွဲမြို့ကြီးကိုအချိန်ချိန်အာယုံခံစားကြည့်မိတယ်။စံတော်နန်တော်အန်တော်ဇီရီတော်တွေပေါ်ကနေပြီးတော့လဲမြို့ပြန်ကြီးလို့ခေါ်ကြတဲ့အကြောင်းရင်းတွေကိုရှာဖွေနေမိတယ်။ဖျားသုံးစုကြားမှာနှစ်ပေါင်းများစွာမတည်သောမြို့အဖြစ်တည်ရှိခဲ့တဲ့တန်တွဲမြို့ရဲ့ဇယိုက်လက္ခဏာတွေကိုအနုစိတ်နေမိတယ်။ တောင်စဲတောင်နန်းတွေအထက်ထက်ကြားကကွေးဝိုက်စီစဉ်လာတဲ့တန်ရွှဲချောင်းရံနုပြုံမှုကိုလည်းရှာဖွေကြည့်မိတယ်။ဒီလိုရှေးဟောင်းစီဒီပထိုးတွေနဲ့ရှေးဟောင်းသမိုင်းနေရာတွေကိုလိုက်ပြီးခြေရောက်လည်လာကြည့်တဲ့အခါလည်လာခွင့်မရမြင်ခွင့်မရတဲ့ဖျားတစုကတော့ဂူကြီးခုံရွာအနီးကရှေးဟောင်းသမိုင်းဝင်ဂူကြီးဖျားပါပဲ။အဲ့ဒီရှေးဟောင်းဖျားရှိတဲ့နေရာဟာခြံဝန်းကြီးခတ်ထားခံရတယ်။အဲ့ဒီခြံဝန်းကြီးဟာအချိန်ပြည့်တော့ခတ်ထားတယ်။ ။သတ်မှတ်ခတ်ထားရင်လည်းအဲ့ဒီအထဲမှာခွေးကြီးတွေမွေးထားတဲ့အတွက်ချက်ရှိကဖျက်လျှောက်ဖို့တော့မလွယ်ကူတဲ့အခြေအနေ။ဒီဖြစ်ကုန်မြင်တော့ပကံမှာရှေးဟောင်းဖျားတွေကိုစစ်တပ်နဲ့နှိစက်တဲ့တတိတွေကဝဲယူပြီးကိုပိုင်နေရာလိုလုပစ်တာဟိုတယ်ဆောက်ပြီးခြံဝန်းခတ်ပစ်တာအများပြည်သူဖူးမြော်ခွင့်မရအောင်လုပစ်တာကိုတတိသွားရတယ်။အောင်မြေသားစီဆရာတော်ကြီးရဲ့တန်လွဲသမိုင်းကျမ်းစာအုပ်ထဲမှာတော့ခုကြီးနဲ့ကုံငယ်ဖျားနှစ်စုကို ကံသုံးစင်းမျိုးနဲ့ ဝီတာလီကျောင်းလီကားမြို့တီမဟာစန္ဒရာမင်းမှ၁၇ဆက်မြောက်ပဲဖြူမင်းလက်ထက် AD 986မှ994ကာလအတွင်းကတည်ထားတဲ့ဘုရားဖြစ်တယ်လို့ဆိုတယ်။အဲ့ဒီအချိန်ကဒေါ်ရဝတီတန်ရွဲမြို့ကိုမင်းညိုခင်အုပ်ချုပ်တဲ့အချိန်မှာမင်းညိုခင်ဟာဂူကြီးနဲ့ဂူငယ်ဘုရားနှစ်စုကို ခရစ်နှစ်983ကောစာတဂရ145မှာကောင်းမှုပြုကတည်ထားခဲ့တယ်လို့ကျမ်းထဲမှာဖော်ပြထားတယ်။ဒီမြို့ခင်မစမီ35နှစ်အလိုကဖြစ်တာကြောင့် ဖျားနှစ်စုစလုံးရဲ့လက်ရာမှာဝေတာလီခစ်လိုလိုဒင်းမြုပ်ခစ်လိုလိုလက်ရာတွေဖြစ်တယ်။ဖျားနှစ်စုတည်ထားတဲ့အချိန်ဟာဝေတာလီခစ်ထဲမှာဖြစ်တာကြောင့်ဝေတာလီခစ်လက်ရာတွေဖြစ်တယ်လို့ဆရာတော်ကြီးရဲ့ကျမ်းမှာဖော်ပြထားတယ်။ဒါကြောင့်ကုကြီးဖျားနဲ့ကုငယ်ဖျားရဲ့တက်တန်းဟာအခုဆိုရင်နှစ်ပေါင်း1200ကျော်နေပါပြီ။ခရစ်နှစ်983ခုနှစ်မှာတည်ထားခဲ့တာဖြစ်လို့ ကံမျိုးကိုပြင်းများမင်းမတီသေးမီနှစ်ပေါင်း66နှစ်အလိုကတည်ထားခဲ့တဲ့ရှေးဟောင်းဘုရားတွေဖြစ်တယ်လို့တန်တွင်းမျိုးသမိုင်းကျမ်းမှာဖော်ပြထားတယ်။ဒီလိုသမိုင်းတန်မိုးကြီးမာတာကြောင့်စာရေးသူဟာဂူကြီးဘုရားနဲ့ဂူငယ်ဘုရားကို လေ့လာဖို့မျှော်ချင်မိတယ်။ဂူငယ်ဘုရားရှိရာတတ်တော်မူတောင်ကိုရောက်ခဲ့ပြီမဲ့ဂူကြီးခုံရွာကဂူကြီးဘုရားစီကိုတော့ရောက်ခွင့်မသားခဲ့ဘူး။ခုလိုအများပြည်သူလိလာဖို့မျှော်ခွင့်ရှိတဲ့ရှီဟောင်းဖះခြံခတ်ထားရတဲ့အကြောင်း နီးစပ်ရာကိုလိုက်မေးကြည့်တဲ့အခါအဲ့ဒီဂူကြီးဖျားနေရာကိုစစ်တပ်နဲ့နီးစပ်တဲ့ဘုံကြီးတစ်ပါးကတဦးပိုင်ပြူပြီးဘုံကြီးကြောင်ဆောက်ခြံခတ်ထားတာလို့သိရတယ်။အဲ့ဒီဘုံကြီးဟာတန်လွမ်းမြို့မှာဘုံကြီးကြောင်များစွာကို ပိုင်ဆိုင်ထားပေမယ့်အခုလိုရှေးဟောင်းဂူကြီးဖျားကိုပါခြံဝန်းခတ်ပြီး နောက်ထပ်ဘုံကြီးကြောင်အစ်စ်ကိုထတ်ဆောက်တာလို့သိရတယ်။တိုင်းမြေမှာယောဂကပ်ပြီးကြပြီးခက်ပြက်နေတဲ့အချိန်တဘာတဲ့နေဖို့ဘုန်းကြီးကျောင်းအစ်စ်ကိုနန်းတော်ကြီးတစ်ဖွဲဆောက်ခဲ့တာဖြစ်တယ်လို့ ရုပ်ကံတချို့ကဆိုတယ်။ဒါပေမဲ့လည်းအဲ့ဒီဘုံကြီးဟာကြောင်းအစ်စ်ကြီးဆောက်ပြီးကြာကြာမနေလိုက်ရရှာဘူး။တန်တွင်းမျိုးကိုအာရခတတ်တော်တင်ပိုက်ဖို့ချိုးပန်းလာခြင်း။အနာသိစစ်တဲ့အရင်မသာမှန်းသိတဲ့အခါဘုံကြီးဟာစောစီးစွာပဲမြို့ကနေထွက်ပြေးသွားရှာတယ်။ဘုံကြီးကြောင်းထဲမွေးထားတဲ့ခွေးတွေရေပွဲတွေကိုဒီတိုင်းဆွပစ်ထားခဲ့တယ်လို့သိရတယ်။တန်ရွဲမျိုးကိုအီအီကအလုံးစုံတင်ပိုက်လိုက်တဲ့အခါတန်ရွဲအချင်းထောင်တွေကအချင်းသူအချင်းသားတွေအားလုံးလွတ်မြောက်သွားခဲ့တယ် စစ်တပ်ကမတရားဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းလွတ်မြောက်သွားတယ်လို့မီဒီယာတွေမှာဖတ်လိုက်ရတယ်။အဲ့ဒီအခါစာရေးသူတွေးမိတာကတန်နွဲ့ထောင်ကအကျဉ်းသားတွေနဲ့အတူတန်နွဲ့မြို့ကုကြီးခုံကြီးရွာကမတရားသဖြင့်သိမ်းပိုက်ခံရတဲ့ရှေးဟောင်းသမိုင်းဝင်ကုကြီးဖေရလည်းလွတ်မြောက်သွားပြီပေါ့လို့တွေးမိလိုက်တယ်။ကုကြီးဖေရဟာစစ်တပ်နဲ့စစ်တပ်ထောက်ခံသူအပေါင်းပါတွေလဝကြီးအုပ်ထားတဲ့လက်ကလွတ်မြောက်သွားတဲ့ဖေရ။အခုတော့အများပြည်သူဖူးမြော်ခွင့်ရတော့မယ့်ရှေးဟောင်းသမိုင်းဝင်ဖေရ။ ကန်နန်းမျိုးရဲ့ရှာရှာပါပါတခုတည်းသောနိုင်ခြင်းဖျားလို့သာစာရေးသူတင်စားမိပါတော့တယ်